မွန်ပြည်နယ်တံမြူဆက်တံဖလူကမ္မထန်တိုက်ဓမ္မဝိဟာရเจ้าမှာဒီအဋိဌံတရားဝင်ရင်းနဲ့အချိုးမြောင်းအောင်လှူနီးနဲ့ချုပ်ငိမ့်အောင်ရုပ်သိမ်းအောင်လှူနီးဆိုတဲ့အထွေလေးပေါ့ ဒုတိယသဒ္ဒနာမှာဝါရဏခုခွဲနေတယ်အချိုးမြောင်အောင်လူနီးတို့လူရာဟာဝိပဿနာပွားဖို့မဟုတ်ဘူးအချိုးမြောင်အောင်တို့လူရာဆိုရဲအတွက်ကြောင့်ဂုံတွေကိုပွားပြီးတော့လူရမယ်ဖယားကိုလူရင်ဖယားကိုကိုပွားမိဘကိုလူရင်မိဘကိုပွား တန်ခတ်လှူရင်တန်ခတ်ကုန်ကိုပွားအရိယာကိုလှူရင်အရိယာကိုကိုပွားပြီးတော့လှူရင်အချိုးတွေများမယ်ဝိတာခါတို့လှူတဲ့အခါမှာလဲကုန်တော်ကိုပွားပြီးတော့လှူကြတယ်ဆိုပြီးတော့ဝါရတစ်ခုပေါ့အချိုးများအောင်လှူတဲ့နေပေါ့စေတနာသုံးပါဂုံတော်ပွားအချိုးများအောင်လှူနေပဲ စေတနာသုံးပါထက်တန်မြဲမြံမပြတ်မစည်းအောင်ထိမ့်သိမ်းပြီးတော့ဂုံတော်ပွားပြီးတော့လူတာကအချိုးခြေစူးတွေညာမယ်လို့ဆိုတာကဝါရတခုနောက်တစ်ခုကတော့တဲ့စေခါဝဘုထုဇနာဝကုသလံတဲ့အနိစ္စသောဒုက္ခသော အနတ္တသောဝိပါစံတိဘုရားရဲ့ပဋ္ဌာန်းဒေသနာမှာဟောခဲ့တဲ့အတိုင်းပဲတိခ္ခပုဂ္ဂိုလ်တွေပုထုဇဉ်တွေကကုသိုလ်ကိုပြုတဲ့အခါမှာအဲ့ဒီကုသိုလ်ကို ဖြစ်ပြီးပြရအနိစ္စဒုက္ခအနတ္တလို့ပေါ်လိုက်တဲ့အခါအကုသိုလ်တွေ ပြန်မဝင်တဲ့အတွက်ကြောင့်ပူလောင်မှုတွေကနေကဲငြိမ့်ဝင်ရတကယ်လို့အဲ့လိုမပွားမိရင်ဒီစေတနာတွေဟာငါပဲဆိုပြီးတော့ဒိဋ္ဌိငါခိုင်နေဆိုပြီးတော့ဝင်လာတယ်ငါရဲ့အလှပြက်မှဆိုလို့အပူတွေဝင်လာတယ်နောက်တစ်ခုကဒီစေတနာဟာငါရဲ့ဥစ္စာပဲ ဒီအလှဟာငါရဲ့ဥစ္စာပဲဆိုပြီးတော့အယနဲ့မှာဆိုးတဲ့အတွက်ကြောင့်တဏ္ဏကြောင့်လေဒုက္ခအပူရဖြစ်လာနိုင်ဒီအလှစေတနာကို အနိစ္စလို့လက္ခဏာရင်မတင်မိတဲ့အတွက်ကြောင့်မာနတွေနဲ့အပြန်ဆိုင်ပြန်ဆိုင်ငါသာသူထက်တာတယ် ူကငါထက်သားတယ်ဆိုပြီးတော့အပြန်အဆန်မာနတွေနဲ့လည်းအကုသိုလ်တွေဝင်ပြီးတော့ပူလောင်ကြရတယ်လူတဲ့အခါမှာစေတနာကိုငါဆွဲတယ်အလှဝတ္ထုတွေကိုဆွဲတယ်ဒိဋ္ဌိနဲ့ဆွဲမယ်တဏှာနဲ့ဆွဲမယ်မာနနဲ့ဆွဲတဲ့အတွက်ကြောင့် အကုသိုလ်တွေဝင်ပြီးတော့ပူလောင်မှုကိုခံစားကြတယ်အဲ့ဒါကြောင့်ကိုလှူတဲ့အခါမှာအကုသိုလ်တွေဝင်သွားတာနဲ့အိငိမ့်နဲ့အချိုးနိဗ္ဗာန်ကိုမရတော့ဘဲနဲ့ပူလောင်တဲ့ဒီကောင်ဆိုးကျိုးတွေကိုတို့ခံစားရတယ်ဆိုတော့ဒီဟာ တို့လှူရင်းလှူရင်းနဲ့ပူရင်ပူလာတယ်ဆိုတော့ဒါတိတ်ပြီးတော့အချိုးမများဘူးပေါ့ဒါဆိုရင်ဂုံတော်ပွားပြီးတော့လှူတာစေတနာသုံးပါဂုံတော်များဂုံတော်ပွားအချိုးများအောင်လှူနည်းပေနောက်တစ်မျိုးကတော့ဖြစ်ကပြက်ကဇောစေတနာ ှုကလူတော့ချုပ်ငိမ့်မလေကိုယ့်ရဲ့ဒီစေတနာလူတဲ့စေတနာဩဒီစေတနာဟာဖြစ်ပြီးတော့အနိစ္စသဘောပြတ်မှာပဲဒုက္ခသဘောပြတ်မှာပဲအနတ္ထသဘောပြည့်ရမှာပဲဒီလူတဲ့စေတနာဟာဖြစ်ပြီးပြည့်ရအနိစ္စဒုက္ခအနတ္ထငါဟမဟုတ်ဘူး ငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးဆိုပြီးတော့ဒုက္ခကိုသိလိုက်တော့တမှုရိယကိုစွန့်လိုက်တော့နေရောဓဂိမ်းငိမ့်မိပေါ်လှူရင်းနဲ့ကိုတတင်ကနေရောဓဒုစံသန်းနိုင်တယ်ဖြစ်ကပြက်ကဇောစေတနာရှုကလှူတော့အချုပ်ငိမ့်မလီ စေတနာသုံးပါးဂုံတော်ဘွားအကျိုးများအောင်လူနည်းပေဒါဆိုရင်သူတော်ကောင်းတို့ရွေးချယ်ခွင့်ရပြီအကျိုးများအောင်လူတဲ့နေရဲ့ဂုံတော်ဘွားပြီးတော့လူစေတနာပြတ်တာအောင်လူချုပ်ငြိမ်းအောင်နေလူတဲ့နေကြတော့ကိုယ့်ရဲ့ဒီစေတနာရဲ့လက္ခဏာရင်တင်မယ် ပြီးတော့ကိုယ့်ရဲ့အလှဝတ္ထုတွေကိုလည်းလက္ခဏာရင်တင်လို့ကြာတင်လိုက်တဲ့ဒီဖြစ်ဖြစ်တဲ့သဘောတရားတွေဟာအနိစ္စဒုက္ခအနတ္တငါဟာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်လို့ရှုလိုက်တာနဲ့တည်တင်းကငြိမ်းအေးမှုကိုရှာပါလေ။ဒါဆိုအချိုးများအောင်လှူတဲ့နေရာတစ်ခု ဒုက္ခအပူတွေချုပ်ငိမ့်အောင် လူတဲ့နေကတခုဒါသူတော်ကောင်းတို့ရွေးချယ်နိုင်ပါပြီဒီသာသနာမှာကိုယ်နဲ့ကိုယ့်ရဲ့ဇယိုက်နဲ့ကိုယ့်ရဲ့အလိုဆန္ဒနဲ့တင်းတော်တဲ့အလူမျိုးကို လူနိုင်ကြပါစေ။